ထိုင်နိုင်ငံတခရိုင်မယ်ရမတ်မြို့နယ်မှာနှွေမှာ၁၈ရက်ညကနေဆက်တော်လန်းကနေတရားမွင့်ဝင်ရောက်လာခဲ့တဲ့မြန်မာနိုင်ငံသား36ဦးကိုနေချာဆောက်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းမှာဖော်ပြပါဗျ။နှွေမှာ၁၈ရက်ည၁၇ခွဲခန့်မှာမယ်ရမတ်မြို့နယ်ရွာအမတ်၆ကျောက်အုပ်ချုပ်ရေးမှူးနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာတရားမွင့်ဝင်ရောက်လာသူတွေကိုဖမ်းဆီးခဲ့ကြတယ်လို့သိရပါဗျ။ ်မြမအလုတ်သမားအဖွဲ့ကိုလမ်းပြတအူးကခေါ်ဆောင်လာတာဖြစ်ပြီးရက်ဖို့တားတဲ့အချိန်မှာလေကွင်းနေပဲဆိုင်ခင်းနေနဲ့လမ်းပေးတော့တဲ့စီကို ထပ်ပြေးသိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စုစုပေါင်း36ဦးကိုဖမ်းဆီးနိုင်ခဲ့လို့ဖော်ပြပါတယ်။မြမအလုတ်သမားတွေဟာအမျိုးသား20ယောက်နဲ့အမျိုးသမီး16ယောက်ပါဝင်ပြီးသူတို့တွေဟာကရင်ပြည်နယ်မြောက်ပြည်မြို့ကနေမရမတ်ကိုလှေနဲ့မြစ်ကူးဝင်ရောက်လာကြလို့ရဲတပ်ဖွဲ့ကဖော်ပြပါဗျာ။ တို့တွေဟာအယူထရပန်ကောက်နဲ့ချုံပူရီတွေမှာအလုပ်လုပ်ဖို့လာရောက်ကြတာဖြစ်ပြီးပွဲစားခအဖြစ်တူကိုပတ်သက်၁၈000ကနေပတ်၂000အထိပေးခဲ့ရတယ်လို့သိရပါဗယ်။နေကြားဆောင်ရဲတပ်ဖွဲ့ကမြန်မာအလုပ်သမား36ဦးကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ဖမ်းဆီးခဲ့ပြီးဥပဒေအရအေးအေးယူဆောင်ရွက်နိုင်ဖို့အတွက်မရမတ်ရဲစခန်းကိုလဲပြောင်းပေးခဲ့လို့သိရပါဗယ်။